အားလုံးမင်္ဂလာပါပြည်သူပေါင်းတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့ကတော့2025ခုနှစ်ဇွန်လ24ရက်နေ့ပါအဲတော့ကျွန်တော်တို့စကဝိုင်းမှာပြောနေကြကုတင်လေးအောင်ကြီးပြန်ရောက်မလာသေးတော့ကျွန်တော်နဲ့ဆရာကြီးနေဝဲအောင်နဲ့ပဲဒီနေ့ထပ်ပြီးတော့နှစ်ပါးသွားပါမယ်အဲတော့ဒီကနေ့မှာသတင်းတွေထဲမှာတော့ထူးထူးခြားခြားတွေ့ရတာမကွေးတိုင်းဘက်ကသတင်းမှာမကွေးတိုင်းထီလင်းမြို့မှာရဲစခန်းကနေပြီးတော့အရင်ရက်တုန်းကနိုင်ဂျင်း73ဦးထွက်ပြေးလွတ်မြောက်သွားတယ်အဲ့ဒါ73ဦးတည်းကမြို့သူမြို့သားတော့လမ်းမှာပဲဒီဟိုမိုင်းနင်းမိပြီးတော့ ဆုံးသွားရတယ်ပေါ့အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အချုပ်ခန်းမှာတာဝန်ကျတဲ့ဒီရဲတက်ကျက်နှစ်ဦးသူတို့နံပါတ်တွေကတဦးကဒီမြင့်အောင်တဦးကကျော်စန်းထေးပေါ့သူတို့နှစ်ယောက်ကိုဒီဆက်ရှုံးកောင်စီတက်ကနေတက်သားတွေကဒီနိုင်ငံရေးအကျဉ်းသားတွေထွက်ပြေးလွတ်မြောက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါ်ယူပြီးတော့စစ်ဆေးတယ်မင်းမြန်းတယ်အဲ့ဒီခါမှာအဲရိုက်နှက်ပြီးတော့မင်းမြန်းတဲ့ခါမှာလက်လွန်ကြက်တုံဖြစ်ပြီးဒီရဲနှစ်ကောင်ရှော့သွားတယ်လို့သိရတယ်ဒါကျွန်တော်တို့ပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ပါနောက်ထပ်သတင်းအကြောင်းအရာကတော့ အချမ်းမတ်စစ်ရုံးကောင်စီကပေါ်တာဆွဲဖမ်းဆီးမှုတွေမှာအာပို့ပြီးတော့စိုးစိုးဝါးဝါးဖြစ်လာတာကအသက်ကိုမကြည့်ဘဲနဲ့အရက်ကိုကြည့်ပြီးတော့အသက်ပြည့်တယ်မပြည့်တာတွေသူတို့မကြည့်တော့မကြည့်ဘဲနဲ့အရက်မောင်းထော်မောင်းမောင်းရှိတယ်အဲတကယ်တန်တန်တုံးတုံးရှိတဲ့လူငယ်တွေကိုပါဖမ်းဆီးပြီးတော့အဲဒီတင်းနှောင်းကြောင်းတွေကိုပို့တယ်တင်းနှောင်းကြောင်းတွေရဲ့တဆင့်ရှေ့တန်းစစ်မြေပြင်ကိုပို့တယ်အထီကိုစိုးဝါးလာပြီဘာကြောင့်လဲဆိုလို့ရှိရင်ဒါတွေကကျွန်တော်တို့အမြင်နဲ့ပြောနေတာမဟုတ်ပါဘူး ဒီ PL ကအရင်တည်းကသိမ်းခဲ့တယ်ပလဲနေကကန့်တော့ကန့်တော့စကန်းသိမ်းတိုက်ပွဲမှာစစ်သုံးပန်းအနေနဲ့ဖန်စီရမိတဲ့လူငယ်လေးနေထက်လင်းသူ့နာမည်သူကဆိုရင်15နှစ်ပဲရှိသေးတယ်သူရန်ကုန်မှာအကင်ရောင်းနေတယ်ဒီလိုမျိုးပေါ်တာဆွဲဖန်စီခံရတယ်ဖန်စီခံရပြီးတော့သူတို့ဒီစစ်တပ်လေ့ကျင့်ရေးအကြောင်းတွေကိုပို့ခံပို့ခံရပြီးတော့ဒီအညာဘက်ကိုပေါ့ရှင်းတဲ့စစ်မြေပြင်ကိုပို့ခံရတယ်အဲ့ဒီအနေနဲ့စစ်ကူဖြစ်နေဒီကန့်တော့တိုက်ပွဲတွေဖြစ်နေခါမှာဟိုစစ်ကူပို့လိုက်တယ်ပို့လိုက်တော့သူက ဒီဆက်သွေးမြောင်းထဲမှာအိပ်ပျော်ပြီးတော့ကြံခဲ့တဲ့ဟာကိုဒေါ်လိုင်းရဲဘော်တွေနဲ့တွေ့ပြီးဒေါ်လိုင်းရဲဘော်တွေကတုံ့ပြန်ဖြစ်နေဖမ်းဆီးနိုင်ခဲ့တာပေါ့အဲ့တော့အကြမ်းမဆက်ရှုံးကောင်စီကဒီအသက်16နှစ်ပြည့်မာတယ်မဟုတ်တော့ဘူး14 15အရွယ်တွေလဲခနာကိုကြီးကြီးထွားထွားနဲ့အယံမောင်းမြင့်နေလူငယ်တွေဆိုလို့ရှိရင်လဲပို့ပြီးတော့ဟိုတတိထားမယ်အခြေအနေကိုရောက်ရှိလာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဟုတ်ဒါကိုတို့တက်ထဲမှာနေခဲ့တော့မှာပေါ့နော်စစ်တကအမြဲတမ်းပဲဒါအသက်မပြည့်တဲ့ကလေးတွေကို သူစစ်သားစုဆောင်းတာတွေလောက်တယ်ပေါ့နော်ဟိုအရင်တည်းမှာတန်းဆွေခစ်ကလေးအမကိုတို့ဟိုပေါ့ကလေး၁၂နှစ်အရွယ်တွေဟာစဒါဟိုပေါ်တာဆွဲပြီးတော့စစ်မှုထမ်းခိုင်းတာတွေကြုံခဲ့ဘူးလေဒါမန္တလေးတော်လိုင်းအင်းပလိတ်မှာဆိုရင်ခုနရင်တော်တော့ကိုတို့ G G2 တို့ G3 တို့ဆိုတော့ဟိုတနက်ကရှည်တယ်ပေါ့နော်အဲ့ဒီတနက်ချက်ကိုသူကခေါင်းတစ်လုံးပဲတားတယ်အဲ့ဒီ၁၂နှစ်အရွယ်လေးတွေပေါ့နော်အဲ့ဒီကလေးအမဒါဟိုကလေးတငယ်တွေကိုစစ်မှုထမ်းခိုင်းတာ နောက်ပိုင်းမှာခုနဒါအသက်မပြည့်သေးတဲ့လူတွေကိုပေါ့နော်စစ်မှုမထမ်းခိုင်းဖို့ကဘာအသက်မှတ်ထားတဲ့ဒါပေမဲ့လည်းဟိုအခုလက်ရှိအတီကိုဒါ15နှစ်ပေါ့နော်ဒါကလေးတငယ်တွေကိုစစ်မှုထမ်းခိုင်းနေတော့ပဲနောက်တစ်ခုကဒီ DSA ပေါ့ DSA မှာလည်းကြီးလိုက်မယ်ဆိုရင်ကိုတို့တကယ်ဟိုဘာဘော officer တင်တန်းနေတော့မှဒါဆယ်တန်းအောင်ပြီးတော့ချင်တက်ဆက်6နှစ်ဆက်6နှစ်နဲ့ခုနလို DSA တင်တန်း တက်ရတာမျိုးပေါ့နော်ဒီ16နှစ်ဆိုတဲ့အသက်အရွယ်ကအုံနောက်ပိုင်းဆိုင်ရာဘာမှအတွေ့အကြုံရှိသေးဘူးနောက်တစ်ခုကအမြင်မကျဲသေးဘူးပေါ့နော်အမြင်မကျဲသေးတဲ့ဒီအရွယ်တွေကိုပဲစပြီးတော့ DSC မှာခေါင်းထဲကိုဒီဟိုစစ်တပ်နဲ့ပတ်သက်တဲ့တိုက်ခိုက်ရေးတွေဒါတွေပဲတင်ကြားပို့ချပြီးတော့ဟိုအခုလက်ရှိခုနမင်းအောင်လိုင်းတို့အထိပေါ့နော်ဒါပြောရမယ်ဆိုရင်မင်းအောင်လိုင်းတို့ကလေးရမှာအသက်16နှစ်ပေါ့နော်16နှစ်မပြည့်ကလေးရမှာ DSC ဟိုကဖြစ်ပြီးတော့အဲ့ဒါကြောင့်လဲ အဲအကြောင်းလာတော့မသိဘူးဒါမြန်မာစစ်တပ်ကစစ်ကောင်းဆောင်တွေကိုတော်တော်များများကြည့်လိုက်လို့ချင်းအတွေးခေါ်ရန်ဟိုနဲတာပေါ့နော်အမြင်မကျဲဘူးလို့လဲကွာမြင်တယ်ပေါ့ဘာကြောင့်လဲဆိုတော့နောက်တစ်ခုကအန်နေရရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဘယ်လိုပြောရမလဲဆိုညီလေးကဟိုအတွေးခေါ်အတိအမြင်မကျဲဝသေးဘူးပေါ့နော်မကျဲဝသေးတဲ့အချိန်မှာဒီစစ်တပ်နဲ့ပတ်သက်တဲ့တိုက်မယ်ခိုက်မယ်တက်မယ်ဖြတ်မယ်ဒီလိုအတွေးခေါ်တွေပဲခေါင်းထဲမှာရှိနေတယ် ဒါကြောင့်လဲဒီကောင်တွေအခုဒီလောဘဒေါသနဲ့ပေါ့နော်ဒါမင်းကျင်တရားတွေနဲ့မညီညွတ်ပဲနဲ့အခုလက်ရှိဒါပြည်သူပေါ်မှာလောဘငဲ့ညာခြင်းမရှိပဲနဲ့ဒါဆွတ်လုတာပေါ့နော်ဆွတ်လုတဲ့အတွက်ကြောင့်ဒီလိုအတွေးခေါ်မရှိတဲ့ခေါင်းဆောင်တွေလက်ထဲမှာအာဏာရှိလို့ရှိရင်အဲ့လိုကောင်တွေကရမ်းအန်နေရများရတယ်ပေါ့နော်မြန်မာနိုင်ငံမှာမဟုတ်ဘူးတခြားနိုင်ငံတွေမှာလည်းဒီလိုပဲအတွေးခေါ်မရှိတဲ့ခေါင်းတွေခုနကလောဘဒေါသတွေနဲ့ဟို ဖြစ်နေတဲ့ကောင်တွေပေါ့နော်တမတာတို့ဘာတို့အဲ့လိုကောင်မျိုးတွေတက်ထဲမှာဒါအာဏာရှိလို့ရှိရင်ကဘာကြီးကအစအန္တရာယ်များတယ်ဆိုတာကိုပြောချင်တာပေါ့အဲ့တော့ဆရာကြီးပြောလိုမျိုးပါပဲဒီအသက်မပြည့်သေးတဲ့ဒီ15နှစ်16နှစ်အရွယ်ဒီလက်ထဲကိုလူတက်လက်နဲ့အပ်ထားတဲ့အန္တရာယ်ကတော့ဒီလက်နက်မဲ့တဲ့ပြည်သူတွေအတွက်မသေးလာဘူးဒါပေမဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီကတော့တေချာတယ်အခုအဲတတလိုအပ်ချက်တွေရသူတို့16နှစ်15နှစ်အဲ့ဒီအရွယ်တွေကို ပေါ်တာဆွဲမှုတွေကျွန်တော်တို့ခုမျက်မြင်သက်သေကြုံတွေ့လာပြီအသက်ပြည့်တယ်မပြည့်တယ်သူတို့ကတော့ဂယုဆိုင်မှာမဟုတ်ဘူးပေါ့ဒီမနေ့ဆိုရင်လည်းကျွန်တော်ဟိုဒီပြည်သူတယောက်ကနေပြီးတော့တရင်ပြေးပို့လာတဲ့မန္တလေးမြို့ကပြည်သူတယောက်အဲတိတိကျကျဆိုလို့ရှိရင်မန္တလေးမြို့ပြည်ကြီးတကွန်ဒီကာမြင်ဆောင်ရက်ွက်ကကာမြင်ဆောင်ရက်ွက်ကအဲအုတ်ကြီးဒီမော်ကြီးပေါ့နော်မော်ကြီးမော်ကြီးဆိုတဲ့တယောက်ကအဲသူကကြံ့ခိုင်ပါတီဝင်ပဲတကူတော့စက်ရှင်ကောင်စီလက်ဝေကံအုပ်ကြီးပေါ့သူ့မှာတပည့်တပန်းနေရှိတယ်ပြူတပည့်တပန်းနေရှိတယ်နောက်တစ်ခါလူမိုက်တွေရှိတယ်အဲ့ဒီလူမိုက်တွေနဲ့ အဲအာဂိုးနဲ့ပေါ့နော်သူသူတပည့်တပန်းတွေအာဂိုးနဲ့အသက်မပြည့်သေးတဲ့ရက်ွက်ထဲကလူငယ်တွေဆိုရင်အဲသူပြောတာပါဟိုဒေတာခံပြီးသူပြောတာပါအသက်ကိုမကြည့်တော့ဘူးတဲ့အရက်ကိုပဲကြည့်ပြီးတော့ဒီလိုမျိုးပေါ်တာဆွဲတဲ့ဟာမျိုးတွေအနိုင်ကျင့်နေကြတယ်ဆိုပြီးတော့သတင်းပေးပို့လာတယ်ပေါ့ဒါတော့ကျွန်တော်တို့အဲပြည်သူတွေအနေနဲ့လည်းသတိထားပါမယ်ကိုသားသမီးကိုတူတွေအသက်မပြည့်သေးဘူးဆိုပြီးတော့လေဒီတိုင်း လွတ်ထားလို့မရတော့ပါဘူးစစ်ရှုံးကောင်စီလက်အောက်မှာရှိနေတဲ့နေမီတွေကမိဘပြည်သူတွေအနေနဲ့သတိထားတဲ့အကြောင်းအရာတစ်ခုပါအဲ့တော့ကျွန်တော်တို့နောက်ထပ်တစ်ဆက်ထဲမှာဘာအကြောင်းအရာသွားကျင်လဲဆိုလို့ရှိရင် Y8 ပါ Y8 လေရင်နေအကြောင်းပါဒီမြန်မာဝန်ထမ်းအဖွဲ့ကနေပြီးတော့တရုတ်မှာရှိတဲ့လင်ကွင်းတစ်ခုမှာမြန်မာနိုင်ငံကိုအထူးသဖြင့်မြန်မာစစ်တပ်ကိုပေးပို့မယ်ဒီမြန်မာတပ်မတော်လေဆိုပြီးတော့စလုံးနေနဲ့ရေးထားတဲ့ Y8 နှစ်စီးတွေ့ခဲ့ရဆိုပြီးတော့ကျွန်တော်တို့တင်းနေတဲ့မှာမနေ့ကဆိုရင်လည်းဝေးစားပေါ်ပြကြတယ်အဲ့တော့ ဒီအိန္ဒိယနိုင်ငံတွေရဲ့အရေးတွေကိုမဆွတ်ဖတ်ပါဘူးဆိုပြီးတော့တွင်းတွင်းကြဲကြဲပြောတဲ့တရုတ်ကြီးကတော့နောက်ကမလာနောက်ကလမဲကြီးတင်မကတော့ဘူးမလာနောက်မှာမမမမတ်ကိုယက်တီတဲ့လောက်ရနေနဲ့မလာအားကိုးတဲ့လီတက်ကိုအားပြစ်ပြီးနေတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့ Y8 တွေနဲ့ပတ်သက်ပြီးတော့ဆရာကြီးပြောပြပေးပါ Y8 ဆိုတာဘလူလီယံမျိုးတွေလေမလာဘလူတွေတုံးနေလေအဲအဲ့ဒီအကြောင်းတွေပေါ့ဟုတ်ဒီ Y8 တွေကတော့ဟိုစစ်တပ်မှာတည်ယူပို့ဆောင်ရေးအတိတ်ကအရေးပါတဲ့လေယံပြောပါဆိုရင်ဒါ Y8 လေယံပဲ ဒါအာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာကိုဒါစစ်တပ်ကို Y8 4C ပေါ့နော်ဟုတ် 4C ထောက်ပံ့တယ်အဲ့ဒါကတော့ခုနကိုရိုဖိုင်တိုင်း21 22 23 24ဆိုပြီးတော့ဒါအနာသိမ့်မှုဖြစ်စဉ်နောက်ပိုင်းမှာပဲ Y8 C ရာ၄ C ပေါ့အဲ့ဒီမှာခုနဘာကြောင့်ဒီအဓိကတိမ်ပို့ဆောင်ရေးအရေးပါဆုံးလဲဆိုတော့ Y8 လေရာခုနလိုစစ်သားအရောက်တရာအထက်မှာတင်နိုင်နေပေါ့နော်အဲနောက်တစ်ခုကလက်နက်ခဲရန်ရိတ်ခါ အဲ့ဒါတွေကစခုနတဲ့ယူဖို့ဆောင်ရေးပါအဓိကတဲ့တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ jet fighter တွေပေါ့ဥမာရဝမ်းတာတီရဝမ်းတာတီတရားဥပ data scan နေပြီးတော့မှော်ပြီး data scan ကိုပြောင်းမယ်ဆိုရင်ခုနရဝမ်းတာတီနဲ့ပတ်သက်တဲ့ ground equipment ဖြစ်တဲ့ power car တို့ oxygen car တို့ဒီရဝမ်းတာတီနဲ့ပတ်သက်တဲ့ပစ္စည်းကားတွေကစတင်ပြီးတော့တည်ယူပို့ဆောင်လေးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီစစ်တပ်မှာအဓိကတည်ယူပို့ဆောင်ရေးကဏ္ဍမှာ WAI ကပါဝင်နေတယ်ပေါ့နော် ဒါ Y8 အားလုံးပေါင်းအခုလက်ရှိ1968ကနေပြီးမှအခု2025ခုနှစ်ထိဆိုရင် Y8 က10စီးရှိတယ်ပေါ့10စီးရှိတယ်1968နောက်ပိုင်းကနေပြီးမှကျွန်တော်တို့2025အထိကတော့ Y8 ခုနလေနံပါတ်တွေကတော့5815 5816ရဲ့5817 5818ဆိုပြီးတော့အဲ့၄စီးရှိတယ်ပေါ့နော်အဲ့ဒီ၄စီးကတော့ Y8 D2 ဆိုတဲ့အမျိုးအစားပေါ့နောက်ပိုင်းခုန2016 2016ခုနှစ်မှာကျတော့ကိုတို့5819နဲ့20ဆိုပြီးရောက်လာတာပေါ့နော်20ကတော့ခုနတဝဲမှာ2019လောက်မှာတဝဲမှာဒါပြတ်ကြတာပေါ့ဟိုပိုက်လို့ကတော့အဲပုံမူငိမ့်ချမ်းတဲ့စိုးတူဝင်းဆိုမောင်းတာပေါ့အဲ့မှာလူတရာကျော်တည်သွားတယ်ပေါ့နော်အဲ့ဒီ Y အမျိုးအစားကတော့ Y8F200W ဆိုပြီးတော့သူဘာချင်းပြောင်းသွားတာပေါ့အဲနောက်အာနာသိမ့်မှုဖြစ်စေခု2022မှာကျတော့ ုန58 21ဆိုပြီးရောက်တယ်အဲ့58 21ကလည်းအဲကုတို့ဒီတိုက်ပွဲတွေဖြစ်တဲ့ရခိုင်ပြည်နယ်တို့ရှမ်းပြည်နယ်တို့ကနေပြီးမှထွက်ပြေးတဲ့စစ်သားတွေကအိန္ဒိယနိုင်ငံဇက်ကိုရောက်သွားတာရောက်သွားတဲ့ချိန်မှာအဲ့စစ်သားတွေကိုအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်မှာသွားခေါ်တာပေါ့နော်ခေါ်တဲ့ချိန်မှာပဲဒါတုဘုံမူကြီးမောင်းမောင်းနိုင်မောင်းနေတဲ့ချိန်မှာ break system မကောင်းလို့အစင်းနဲ့အစင်းမှာ overrun ဖြစ်သွားပေါ့ပြေးလွှဲကြော်ပြီးတော့ဒါခါ၃ဘိုင်းကျိုးသွားတယ်ပေါ့နော်၂၀၂၄မှာ ဒီဖြစ်စဉ်ဖြစ်ပြီးတော့ဒါ2024ခုမှာမာတရုတ်ကနေမှာကိုရိုဝိုင်းဒစီထပ်ပြီးတော့ပေးတယ်ဗောနော်အခု2025ခုနှစ်အတွင်းမှာဟိုအဲ9လပိုင်းကခုနဟိုပေါ့5923အခု6လပိုင်း6ရက်နေ့က5924ဆိုပြီးတော့အဲအဲ့နှစ်စီးရောက်တာခုန9လပိုင်းနဲ့6လပိုင်းမှာရောက်ပြီးပြီဟုတ်အခုတရုတ်နိုင်ငံမှာပြန်တွေ့နေရဲဆိုတာက သတင်းနောက်ထပ် information ကြားတာတော့မြန်မာနိုင်ငံအတွင်းထဲကခုနဟိုအရင်တော့ဒီ S7 တို့ A5 တို့မကောင်းတဲ့ engine တွေကိုပြန်ပြီးတော့မြန်မာနိုင်ငံအတွင်းထဲကနေပြီးတရုတ်ကိုပြန်တည့်ပြီးတော့အပြုတ်ပြင်ဖို့ဖြစ်နိုင်ခြင်းများတယ်ပေါ့နော်အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာပဲဒါတရုတ်က2022ကစပြီးတော့ FTC 2000G 12C ရဲ့ Y84C ရဲ့နောက်တစ်ခုက A5 ဘုံးကျဲလေရင် 5C engine တွေထောက်ပံ့တာတွေရှိတယ်ပေါ့နော် အဲ့ဒါတည်းမဲလားဆိုတော့အဲ့ဒါတည်းမကသေးဘူးဒါနောက်ခုနအဲကိုတို့ဒီ S7 လေးရရဲ့နောက် Sutati Mid 29 MI 35ပြည့်တဲ့ Canon ဆိုတော့30 mm Canon G ဒါတရုတ်စာတန်းပါတဲ့ဟုတ် G တွေအစဒါမြန်မာနိုင်ငံစစ်တပ်ကိုဒါထောက်ပံ့နေတာရှိတယ်ပေါ့နော်နောက်ဟိုကိုတို့ဒီ2025ခုနှစ် Masla 28ရက်နေ့ငလေးလှုပ်ပြီးတဲ့နောက်ပိုင်းမှာပဲမြန်မာနိုင်ငံကိုဂလင်ဘေးတက်ပြည်သူတွေကိုတရုတ်ကနေပြီးမှ ထောက်ပံ့ငွေပတ်စံထောက်ပံ့နေဆိုတော့တရင်ကြားမှာပေါ့နော်အဲ့တရင်ကတကယ်တမ်းကျတော့ပတ်စံမထောက်ပံ့ပဲနဲ့ခုနစစ်ကောင်စီရဲ့ခုနစစ်လက်နက်ပစ္စည်းဒီပတ်စံထောက်ပံ့နေဘန်းပြပြီးတော့မှစစ်လက်နက်ပစ္စည်းထောက်ပံ့လာဖြစ်နိုင်ခြင်းအများဆုံးလို့ကိုကတော့မြင်တယ်ပေါ့ဟုတ်ကဲ့အဲ့တော့ဒီ Y8 တွေကဟိုအရင်ကာလတွေဆိုရင်တော့တည်ယူဖို့ဆောင်ရေးအတွက်အဓိကတုံးနေတာလို့နားလည်ရတယ်ပေါ့ကြမ်းပြီအခုအာဏာသိမ်းပြီးနောက်ပိုင်းကာလမှာပြည်သူကိုတတ်တဲ့နေရာမှာတော်လိုင်းရေးတပ်ဖွဲ့တွေကိုဒီစစ်ရှုံးကောင်စီကနှိမ်နင်းတဲ့အခါမှာ 180တွေကိုဘယ်လိုမျိုးသုံးနေလဲတစက်ထဲမှာပဲအပြည်သူတွေကိုတတ်တဲ့နေရာမှာသုံးနေရဆိုရင်ပြည်သူတွေက180လာပြီဆိုတာကိုဘယ်လိုမျိုးအချက်လက်တွေရတိတိရနိုင်မလဲပေါ့အရှောင်ရှားနိုင်အောင်ပေါ့ဟုတ်ဒီ2024ခုနှစ်မှာပဲခုနက180လေနဲ့ဘုံချတိုက်ခိုက်ဖို့အတွက်ကိုသူတို့ပလန်လုပ်ထားတယ်ပေါ့နော်ခုနကလောငါလက်မပိုက်လုံးနဲ့120မမဟိုပါပေါ့ကြည်မျိုးစားလောက်ပါမယ်ဟာမျိုး ပြစ်ချတပြိုင်တစ်ကြိမ်ပြစ်ချရင်၃လုံး၃လုံးပြစ်ချနိုင်တယ်ပလန်မျိုးလုပ်ထားတယ်ပေါ့နော် အဲ့ဒီမှာမှခုန2024မှာခုနဝိုင်းအခါကျိုးတာတို့ဘာတို့အဲ့ problem တွေဖြစ်သွားတဲ့နောက်ပိုင်းဟိုဒီပုံကျဲတာကိုမလုပ်ဖြစ်ပဲနဲ့အခု2025ခုနှစ်အတွင်းမှာပဲဝိုင်းနှစ်စီးထက်ရောက်လာပြီဗောနော်အခုလက်ရှိကဝိုင်းကောင်းနေတာကတော့59 19ရဲ့နောက်59 22နဲ့59 23 24ဆိုပြီးလေးစီးကောင်းနေဗောနော်လေးစီးကောင်းနေတဲ့အတွက်ကြောင့်နောက်ထပ်ပြီးတော့ဒါပုံကျဲတိုက်ခိုက်မဲ့လားလား ဒါရက်ไก่လုံးများတယ်လို့ကိုကတော့မြင်တယ်ဗောလေအဲပြည်သူတွေအနေနဲ့ကခုန Y8 လာပြီဆိုရင် Y8 ကဟိုတိတာတယ်ဘာကြောင့်လဲဆိုတော့ဒီတိမ်ပုတ်ဆောင်ရေးလေးရင်ထဲမှာ Y8 က engine လေးလုံးပါတယ်တခြား ATR 4272တွေကတော့ engine နှလုံးပေါ့ Y12 တို့ Beast တို့အပိအရွယ်စားအားဖြစ်ရလေ Y8 ကဒါလေတက်မှာတိမ်ပုတ်ဆောင်ရေးလေးအကြီးဆုံးဖြစ်တဲ့အတွက်ကြောင့်ဒါဆင်းတဲ့ချိန်နဲ့တက်တဲ့ချိန်တွေမှာရမ်းတိတာဆင်းတဲ့ချိန်မှာလည်းခုနလုံး ဘိန်းနဲ့ runway နဲ့ထိလိုက်တာနဲ့ဝူးဆိုပြီးအဲ့လိုအတန်မျိုးတွေပေါ့နော်တက်တဲ့အချိန်မှာလဲခုနဒါကွင်းပေါ်ကနေစတက်ပြီးဆိုကံနဲ့ဒါတိတ်ကော့လုံးလိုက်ပြီးဆိုတာနဲ့အင်ဂျင်လေးလုံးကနေရောမိကိုဟိုပါပေါ့လေးလုံးဖြစ်တယ်အင်ဂျင်ကလေးလုံးဖြစ်တဲ့အတွက်ကြောင့်မိကိုတန်းလေးလေးတန်းမျိုးနဲ့ဒါမျိုးတွေတိတာထင်ရှားတယ်လို့ပြောရမှာပေါ့အဲ့တော့ဒီ Y8 နဲ့ပတ်သက်ရင်တော့အရင်တစ်ခေါက်ဆရာကြီးတို့စကားဝိုင်းမှာလည်းပြောတာနားထောင်ရတယ်ပေါ့နားထောင်ရတယ်ဒီဟာကတော့ပို့ပြီးတော့အမြင့်အမြင့်ပေးပို့ပြီးတော့ မြင့်နေနေရနေပြီးတော့ပြန်တန်းတာဆိုတော့တော်လိုင်းရေးတက်ဖွဲ့တွေအနေနဲ့ရောအဲ့ဒီ Y8 ကိုချိန်ပိုးနိုင်မယ်ဆိုလက်ရှိအနေထားနဲ့အဲပြတ်ကြွားအောင်ဟိုပြစ်ခတ်နိုင်တဲ့အနေထားမျိုးရှိလားသူ့ကိုပြစ်ခတ်ဖို့ဆိုရင်တော့ဘယ်လိုမျိုးလက်လက်နဲ့မှရနိုင်တယ်ဆရာရောအတိအကဒီ Y8 ကိုပြစ်ခတ်တိုက်ခိုက်မယ်ဆိုရင်ခုနဟိုဘောဆဲနဲ့ဆဲမဲ့အချိန်ပေါ့ဒီ Y8 ကဥမာရန်ကုန်လာတယ်မိထလိုက်လေးချောင်းတက်တယ်လေးတဲ့စကန်ဌာနချုပ်ကိုဆဲမယ်ဆိုရင်ဒါဆဲမဲ့အချိန်မျိုးမှာပြစ်ချလို့ နီးစပ်နိုင်တယ်နောက်နောက်တစ်ခုကစပြီးတော့တက်တဲ့အချိန်ဆင်းတဲ့အချိန်နဲ့တက်တဲ့အချိန်ရပဲသူက level နှိမ့်တာဟုတ်ကျန်တဲ့အချိန်ကျော level ရောက်သွားပြီဆိုကြတဲ့အနေဒါ wire ကတော်တော်များများပုံမှန်ပြန်တန်းတာ15000ဟုတ်15000ကနေပြီးမှတခါတလေကုန်မပါဘူးပါညာဆိုရင်2000 1900အထိပြန်နေပေါ့လေ15000ပြန်ပြီဆိုကြတဲ့အမှာဒီ wire ကိုတော်တော်ပြင်းမချနိုင်တော့ဘူးเนาะနောက်တစ်ခုက wire ကသူကရမ်းကြည့်တဲ့အခါကျတော့ level နှိမ့်နှိမ့်လေးနဲ့လေ ဒါခုနလိုရိတ်ခါတို့ခုနလေဒီခုံနာတို့အဲအဲ့ဒါမျိုးတွေကြံ့သွားခုနလေပဲတတောင်းအထက်ကပဲဒါပြစ်ချတာများတယ်ပေါ့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်တို့ဝိုင်းအိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့လက်ရှိမှာဒီတရုတ်မှာလည်းဝိုင်းအိတ်လေရင်ညီမပြူပို့ဖို့ဆိုတဲ့သတင်းလေးတွေ့နေရတော့ကျွန်တော်တို့အဲဒါလေးကိုတင်ဆက်ပေးတာပါအနောက်ထပ်တစ်ခုကဒီမလာရောမိသားစုကခကြီးထွက်အောင်မယ်ဆိုတော့အဲ့ဒီ FS တွေကလည်းနှစ်ချို့နေပြီဆိုတော့ဒီကောင် ပြည်သူတွေကလည်းဆူတောင်းပါပဲဒီကောင်ကြီးပြက်ကြနိုင်ကြီးရောဘယ်လောက်လောက်ရှိလဲသူသူ expire date တွေဖြစ်နေပြီလားအဲ့ဒီဟာလည်းနည်းနည်းပြောပြောပြောပြပါအောင်မာလာစီးရဲ့လေယာဉ်နဲ့ပတ်သက်ပြီးတော့သူကတော့ Airbus 319မျိုးစားပါတော့ Airbus ကတော့ဒါကဘာပေါ်မှာခီးတဲ့လေယာဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်ဒါ boring boring ပြီးလို့ရှိရင် Airbus ပေါ့နော်တော်တော်များများဒီကဘာလုံးတော်တော်များများခီးတဲ့လေယာဉ်တွေကြည့်မယ်ဆိုရင် Airbus နဲ့ boring ဒီလေယာဉ်မျိုးစားတွေကကောင်းတယ် Airbus ဆိုရင်ဒါခုန ကိုတို့ပြင်သစ်ဂျာမနီနဲ့စပိန်ဗြိတိန်အဲ့ဒီလေးနိုင်ငံဒါဖက်ဆက်ကုမ္ပဏီပေါ့နော်တကယ်ပင်မထုတ်လုပ်တဲ့နိုင်ဟိုဟာတော့စက်ယုံတွေကတော့ပြင်သစ်နဲ့ဂျာမနီမှာပဲရှိတယ်ပေါ့ Airbus လေးတွေတော်တော်များများတော့တကယ်ကောင်းတဲ့လေးမျိုးစားပါဒါပေမဲ့ခုနအစ်တ319 Airbus 319အမျိုးစားရဲ့တန်ကြေးကအစ်စ်ဆိုရင်ဒေါ်လာတန်90ကနေပြီးတော့တန်တရာပတ်ဝန်းကျင်အထိရှိတယ်ပေါ့နော်အခုလက်ရှိမင်းအွန်လိုင်းရှိတဲ့လေရင်ရဲ့သူကနိုင်အဝါဝဲကြီးရပေါ့ ူကဘယ်နှစ်ဆယ်နှစ်လောက်မောင်းခဲ့ပြီပြီလားအနည်းနဲ့၁၀လောက်မောင်းခဲ့ပြီပြီလားဆိုတာဒါမျိုးတွေဟိုကြည့်ရမှာပေါ့နော်အဲ့ဒီမှာကိုတို့ဒီ2000ခုနှစ်နောက်ပိုင်းကနေမှာကိုဒီတက်သေးမှနေခဲ့တဲ့အထီကိုဒါ Air Bagan နေပြီးတော့ Airbus 310ဆိုတာဝယ်ခဲ့တယ်ပေါ့နော်310ကတော့ Cargo Flight ပေါ့ Cargo Flight ကနေမှာဟိုဒီခုနထိုင်ကုန်လေးပါလေဆင်ပြီးတော့မှသူက Ferry Flight အဖြစ်ဟုတ်ဥဒေစာတို့ဘာတို့က ဆွဲတာပေါ့ဆွဲတော့ဒါနိုင်ငံတကာကတော့ဟိုကတ်ကတ်ထားတာဒါကာဂိုဖလိုက်ကကာဂိုဖလိုက် ferry flight ဒီ passenger flight က passenger flight ဆိုအဲ့ဒါကိုဒီမြန်မာနိုင်ငံကနေမှရန်ကုန်နဲ့သူစိတ်ကမှုနဲ့အဓိကလေကြောင်းပြေးဆွဲတာပေါ့ပြေးဆွဲတဲ့အချိန်မှာရန်ကုန်ကတက်တဲ့အချိန်မှာတော့ passenger 120လောက်ထိပါတယ်ပေါ့နော်နောက်စင်ကာပူကနေမှရန်ကုန်ပြတ်မဲ့အချိန်ကျရင်လုံးဝလက်မရောမပေးဘူးစင်ကာပူကဘာကြောင့်လဲဆိုတော့သူတည်းခုနဟို Airbus 310ခုနဂျင်းထည့်ပြီးတော့ ရောင်းခံလဲရတာပေါ့နော်နောက်ဆုံးတစားစီဖြတ်ပြီးတော့ခုနလိုဟိုဘယ်လိုပြောရမလဲဟိုကလလက်ရဲ့လက်ရူတစားစီဖြုတ်ဖြုတ်ပြီးတော့ဖြုတ်ထားအောင်ကြည့်လိုက်လို့ချင်းကိုတို့လေတက်ထဲမှာခုနလိုဒီပြင်ကြောင်းလေးနဲ့အတွင်းထဲမှာဟိုကြားကန်ပြီးတော့ဟိုဟာဖြစ်ထားတယ်ဟိုအဖြစ်ပြက်တွေအဲ့ဒါတွေပါသွားတွေ့ရတာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီကနေ့မှာတော့အဲကိုတင်လင်းအောင်ကြီးလေသူတခြားတော်လှန်ရေးအလို့တော်ဝင်တွေမပြီးတဲ့အခါသကဝိုင်းကိုဒီရက်တွင်ဆရာကြီးနဲ့ကျွန်တော်နဲ့ ဗီဒီယိုတွေအတွက်တင်ဆက်ပေးနေတာဖြစ်ပါတယ်အဲ့တော့ကွန်မန့်မှာတခြားကျွန်တော်တို့ကိုဆွေးနွေးစေချင်တဲ့အကြောင်းအရာတွေရှိလို့ရှိရင်လည်းလာပြီးတော့ရေးသားပေးကြဖို့မေတ္တာရက်ခံကြပါတယ်အဲ့တော့ဒီကနေ့အတွက်ကတော့ကျွန်တော်တို့တင်ဆက်မှုကိုဒီနေရာမှာပဲအဆုံးသတ်ခွင့်ပြုပါပါဝင်ပြည့်တဲ့ဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်